မေလ21ရက်နေ့16ကြိမ်မြောက်ထင်ရှားပြတော်မူခြင်းအကြောင်း1858မတ်လ25ရက်နေ့မတ်လ4ရက်နေ့သည်ဂူလိုင်တို့25ရက်လာရမည်နောက်ဆုံးနေ့ဖြစ်တော်လဲယူပါယုံသခင်မကထင်ရှားခြင်းနောက်ဆုံးအကြိမ်ဖြစ်သည်ဟူ၍လည်းမပြောထူးခြားသောနှုတ်ဆက်ခြင်းဖြင့်လည်းနှုတ်မဆက်ပဲအခါတိုင်းကဲ့သို့ပင်ကွဲပြောက်သွားလေ၏ ထိုဖြစ်ပြများကိုအစည်းစဉ်တိုင်းလိုက်၍ထောက်ရှုဆင်ခြင်ကြသောသူတို့သည်သခင်မှထင်ရှားအောင်မည်ဟုယုံကြည်ကြ၏စထားပြီးသော အလုပ်တစ်ခုကို အဆုံးမသက်ပဲမထားသင်အကယ်၍နောက်ထပ်ထင်ရှားခြင်းမရှိခဲ့လင်ဖြစ်ပြသည်များသည်အလွန်ကြော်စောခြင်းရှိတော်လေအကျုံးမဲ့ဖြစ်လိမ့်မည်သခင်မသည်မိမိနာမည်ကို ထုတ်ဖော်၍မပြောသည် ညီသည့်အရက်ကလာသည်ကိုလည်းမဆိုသေးတတရအကျဉ်ထင်ရှားစဉ်သူငယ်မကနာမည်ကိုမေးတော့ခါသူမ၏နာမည်ကိုထောက်ဖို့မပြောဘဲခေါင်းငိမ့်၍သာ ပြုံးနေတော်မူ၏ပြုံးသောကြောင့်နာမည်မင်းမြန်သည်ကိုသဘောမကျသော လက္ခဏာမရှိ တနေ့နေ့တွင်နာမည်ပြောလိမ့်မည်ဟုညော်လင့်ပွဲရာရှိ၏ပထမနာမည်ကိုမေးသော အချိန်မှာသူငယ်မသည် ကျေးဇူးတော်အသက်နဲ့ဆိုင်သောနှစ်နေရာများကိုမကျွမ်းကျင်နားမလည်သည်။သူမ၏ဝိညာဉ်သည်ဖြောင့်မတ်ခြင်းတရား၌ဝင်စားစသာရှိသေးသည်ဖြစ်၍သခင်မသည်မိမိနာမည်ကို ထုတ်ဖော်ပြောရန်အချိန်မရောက်သေးသဖြင့်မပြောဘဲတိတ်ဆိတ်နေသည်ကိုနားလည်ရ၏။ထိုထင်ရှားခြင်းကိစ္စကို ပွင့်ပွင့်လင်းလင်းနားလည်စေရန် နောက်ထပ်ထင်ရှားခြင်းရှိလိမ့်အောင်မည်ဟု လူမျိုးသူမျိုးသားတို့သည်စောင့်မျှော်လျက်နေကြကုန်၏ထိုအံပွေရာများကိုဖျားသခင်စီမံတော်မူခြင်းအဖြစ်ဖြစ်သည်ဟုမယုံကြည်လိုသောသူတို့မှတပါမွန်းတက်အချိန်၌နေ၏အလင်းကိုမြင်ရပြီတကယ်သို့အားလုံးယုံကြည်ကြ၏မြတ်စွာဘုရားသခင်သည်မိမိပြုလုပ်တော်မူသောအလုပ်ကိုညီသည့်အခါမျှတဝက်တစ်ပြက်ပြုလုပ်တော်မူမူမိမိကြံရွယ်တော်မူခြင်းကို လိုအပ်သောအချိန်မရောက်မီမြှုပ်ဝက်ထားတော်မူတော်လဲအချိန်ရောက်လင်ထောက်ဖော်ဖွင့်ပြတော်မူပါလိမ့်မည်ထို့သို့ဖွင့်ပြသွန်သင်တော်မူလင်လူတို့သည် နားမလည်၍ဖျားသခင်စီမံတော်မူခြင်းကိုအပြစ်တင်မွေဖြစ်လိမ့်မည်အထက်ပါအတိုင်းယုံကြည်သောစိတ်ထားနှင့် မျိုးနယ်လူအပေါင်းတို့သည်ဂူလိုင်းတို့မပြတ်သွားလာနေကြ၏အမှန်မှောက်ချတနေ့နေ့တွင် သခင်မသည် မိမိနာမည်ကို၎င်းဖျားသခင်၏ကြံရွယ်တော်မူခြင်းကို၎င်းထောက်ပေါ်ဖွင့်ပြတော်မူလိမ့်မည်ဟုညော်လင့်ကြကုန်၏တမန်တော်တရားမင်းဂါဗီယဲသည် အမိန်တော်ပြန်သောအခါမေရိုမာရီယာကိုဂုံကျေးဇူးတော်နှင့်ပြည့်စုံတော်မူသော မာရီယာဟုသောစကားနှင့်နှုတ်ဆက်ပွဲမတိုင်မီအဖိတ်နေတွင်ပါသာတရား၌တရားကြီးညိုခြင်းအာကြီးသောအချို့မိမတို့သည်နှစ်စဉ်နှစ်တိုင်းမေရောကိုဖူးမြော်ရန် အာတာရန်မြို့သို့သွားကြ၏ရှေးဘိုးဘင်းများလက်ထက်ကဆင်းသက်သောဖျားဖူးခြင်းတလေထုံးစံကဘာသာသူတို့၏အလေအကျင့်အပြုအမူများကိုဆက်သွယ်သောတန်ကြိုးကဲ့သို့ ဖြစ်၍အာထက်တန်စေသည့်အပြင်ဝမ်းသာဝမ်းမြောက်ခြင်းကိုလည်းဖြစ်စေ၏ထိုထုံးစံကို လိုက်နာရန်ထိုမျိုးသမီးတို့သည်ကြံစီကြစဉ်တွင်ရုတ်တရက်ဂူလိုင်းသို့သွားရန် မိမိတို့တွင်စိမ့်၌နိုးစော်တိုက်တွန်းခြင်းများပေါရောက်လာကြ၏ကဲဆင်းဆက်ဂူလိုင်းသည် အသင်းတော်၏ဘင်းတော်မခံရသေးသည့်အပြင်ယဟန်တပါးမှထိုနေရာသို့မလာသည်သို့ဖြင့်ညာတော်လည်းထိုရက်သို့သွားရန်ယဟန်တို့သည် စိတ်ပြထမ်းကြကုန်၏ဝိညာဉ်သည်လိုရာအရ၌မှုတ်သည်ဖြစ်၍အသင်းတော်ကမသိသဖြင့်အခွင့်မပြုသေးသောဘာသာမှုများကို ဆောင်ရွက်ရန် တန်ရှင်သောဝိညာဉ်တော်သည်ဘာသာသူတို့၏စိတ်ဝိညာဉ်ထဲသို့မှုတ်သွင်းတော်မူ၏အသင်းတော်သည်တေချာစွာစုံစမ်းစစ်ဆေးပြီးမှတရားတော်နှင့်ညီညွတ်လင်မကန့်ကွက်ယုံများသာမက ရှေးကပင်ခေါင်းဆောင်ပြီးနိုးစော်ဆောင်ရွက်တော်မူ၏ဤသို့မိမများတို့သည်တန်ရှင်သောဝိညာဉ်တော်၏နိုးစော်တော်မူခြင်းကိုလိုက်နာ၍မေရော်မာရီယာက15ချိန်တိုင်အောင်ထင်ရှားပြတော်မူသောဂူလိုင်းသို့သွားရန် စိတ်အားထက်သန်ကြကုန်၏။ဗန္နတတသည်လည်းမိမိအတွင်းစိတ်၌တန်ရှင်သောဝိညာဉ်တော်၏နိုးစောတိုက်တွန်းခြင်းကိုခံရ၏။မက်ရှလာ၄ရက်နေ့မှစ၍သူငယ်မသည် ယူပါယုံသခင်မကိုမဖူးမြော်ရသောကြောင့်မျိုးငယ်ပူဆွေးခြင်းဖြစ်တော်လေ။နှိမ့်ချခြင်းကို အားထက်သန်စေလျက်မိမိကို စိတ်အားတင်းကနေလေ၏။မေရော၏မျက်နာရောကိုဖူးမြင်ရန်၎င်း မေရော်နှင့်ကျွမ်းတဝင်းစကားပြောဆိုရန်၎င်းအဘယ်ကြောင့်သူမကိုဖျားသခင်ရွေးကောက်တော်မူသည်ကို၎င်းထုံမြင့်မြတ်သောဂျေဇုတော်ကိုခံစားထိုင်အံ့တော်ငါမြည်သည့်ပါရမီများ ပြုခဲ့ဘူးသည်ကို အောင့်မေ့စဉ်းစားသောအခါဝဲနေသောစိတ်ကိုချုပ်တီး၍ယူပါယုံသခင်မကိုဖူးမြင်ရန်ထိုက်တန်သူမဟုတ်ကြောင်းသိနာလေ၏သို့သောဆုတောင်းလျက်စဉ်းစားမိလျှင်မိမိစိတ်ကိုနှိမ်ချလေ၏ မတ်လ24ရက်နေ့၌သူငယ်မသည်အရင်ကအကျဉ်းငယ်ဖန်ဖန်ကြားဘူးသောတာယာနာပြောဝဲအတန်ကိုကြားရပြန်၏ထိုအတန်ကိုကြားရသဖြင့်ဧကံအမှန်ယူပါယုံ သခင်မကိုဖူးမြင်ရလိုက်အောင်မည်ဟုနားလည်၍စိတ်အားထက်သန်လာပြန်၏နောက်တစ်နေ့တည်းကတကြမင်းကမေရိုမာရီယာအမိန့်တော်ပြန်သည့်ပွဲဖြစ်၍ထိုနေ့တွင် သခင်မကိုဖူးမြင်ရလိမ့်မည်ဟုစိတ်ချနေလေ၏ လွန်ခဲ့သောရက်ပေါင်း20အတွင်းသူငယ်မသည် စိတ်အားထက်သန်ခြင်းဖြင့်စိတ်ရိစိတ်ခဲ့ခြင်းကြောင့်သခင်မကဆုချတော်မူတော်မည်။ယူပါယုံသခင်မကိုတဖန်ဖူးမြင်ရလိမ့်အောင်မည်ဟု သူငယ်မသည် သူမ၏မိဘတို့အား24ရက်နေညကပြောပြလင်မိဘတို့သည်ဝမ်းသာရမလို့စိတ်ညစ်ရမလို့ဖြစ်လာကြရရှာ၏။အဘယ်ကြောင့်ဆိုသောလွန်ခဲ့သော6ပတ်အတွင်း ဒေသများစုံစမ်းထောက်လန်းခြင်းလူများအပြစ်တင်ခြင်းစောင်းချဲ့၍ပြောဆိုခြင်းခံရသောကြောင့်အလွန်စိတ်ဒုက္ခကိုဒုက္ခရောက်ကြရ၏ငွေကြေးရလိုသောအကြံနှင့်သာကုလိုင်းသို့သူငယ်မှသွားသည်ဟုထင်နေသော သူများသည်ယခုအချိန်တိုင်အောင်ရှိနေသေး၏ထိုနေ့ည၌ဘန်းနတ်တတသည်အဲ့၍မပြောဘဲစိတ်ပရိကိုသာစိတ်လျက်နေ၏နက်နက်မိုးလင်းလင်းအိမ်ယာမှထား၍ အဝတ်ကိုလင်းမြန်စွာလဲလဲဝတ်ဆင်ပြေးလင်နနက်ခင်းလေးအေးသည်မိမိပန်းနာယောဂာနှင့်မတင့်တော်သည်ကိုဂယုမဆိုင်ဖဲပွဲနေချင်းများတွင်ဖျားเจ้าတို့သွားတဲ့သို့ဝမ်းမြောက်ဝမ်းသာစွာနှင့်ဂူလိုင်းတို့သွားလေ၏ဂူလိုင်းနှင့်နီးလေသူမ၏စိတ်နှလုံးတုံ့လှုပ်ခြင်းကြီးလေလေဖြစ်၏ဂူလိုင်းတို့ရောက်ချိန်သည် နေထန်းတပြားလောက်အချိန်ဖြစ်၍ပဝန်းကျင်၌အရာတော်အားလုံးရှင်လန်းတာယာ ျော်မြူးကြသောကြောင့်ရှုခြင်းပွဲကောင်းလာ၏ပရိသတ်တို့ရောက်နေကြသည်ကိုမြင်လင်ရှက်ရွံ့ခြင်းဖြစ်၏ဂူလိုင်းတို့မျောကြည့်လိုက်သောအခါအယောင်ထွန်းတောက်လျက်သခင်မရောက်နေ၍ကြောက်ဆောင်ဝ၌ရက်နေသည်ကိုမြင်လင်ညားစွာသောအာနာခြင်းဖြစ်၍ရှက်ရွံ့ခြင်းဖြစ်လာလေ၏သူငယ်မကနှောင်းမှပြောသည်မှာကျမရောက်သည့်အခါသခင်မသည်ဂူလိုင်းဝရင်ရက်၍ အမိသည်သားသမီးတို့အားချစ်ခင်ခြင်းစိတ်နှင့်ကြည်ရှုနေတကယ်သို့ ပရိသတ်တို့ကိုရှင်လန်းသောမျက်နှာနှင့်ပြုံး၍ကြည်ရှုလျက်နေပါသည်ချက်ချင်းဒူးထောက်ပြီးလင်ကျမနောက်ကြသောကြောင့်အပြစ်မယူရန် တောင်းပန်လေသည် ကျမအပေါ်မှာကောင်းမြတ်သောသဘောရှိမြဲတိုင်းရှိ၍နောက်ကြသောကြောင့်စိတ်မပူသည်ကိုခေါင်းငိမ့်၍ပြ၏ကျမသည်သခင်မကို တဖန်ဖူးမြင်ရသောကြောင့်ဘယ်များလောက်ဝမ်းမြောက်ဝမ်းသာဖြစ်သည်ကို ပြောမပြနိုင်ပါဟုစိတ်နှလုံးထဲ၌ရှိသမျှချစ်ချင်းစေတနာကို၎င်းတရားကြည်ညိုခြင်းစိတ်ကို၎င်းထောက်ဖို့ပြောပြီးမှစိတ်ပရိစိတ်လေ၏စိတ်ပရိစိတ်စဉ်သခင်မ၏နာမည်မင်းမြန်လိုသောစိတ်ပြင်းထန်စွာပေါ်ပေါက်လာ၏မေးလိုသောစိတ်သည် အခြားသောကိစ္စတို့ကိုပြောင်းလဲ၍မရအောင်ဆွဲကပ်လာ၏ပထမဦးစွာယူပါယုံနှင့်တွေ့၍နာမည်ကိုမေး၍မပြောဘဲနေသဖြင့် ခုထပ်မေးလင်သခင်မစိတ်မြက်ပါမည်လားဟုစိုးရင်မကင်းဖြစ်လာတော့လေမေးလို့သောစိတ်ကထက်တန်လာတော့ကြောင်းသခင်မမည်သူဖြစ်သည်ကိုအမိန်ရှိတော်မူပါဟုမေးလိုက်၏သူငယ်မသည်နှလုံးလှောက်ရှားခြင်းကြီးစွာဖြစ်နေချိန်၌မည်သူသောစကားနှင့်မေးမိသည်ဟု၍ပင်မသိပေပဂရိစိတ်တော်ယူသားခြင်းကြောင့်သခင်မဘယ်သူဖြစ်သည်ကိုအမိန်ရှိတော်မူပါဟု ူယိုကလေးမေးသည်ဟုသာထင်ရ၏သူငယ်မှမေးလိုက်သောအခါအရင်ကမေးလိုက်သောအခါကဲ့သို့သခင်မသည် ပြုံး၍ခေါင်းငိတ်လျက်တိတ်ဆိတ်စွာနေလေ၏သခင်မပြုံးတော်မူသည်ကို မြင်သဖြင့်ကျမအားတက်ပြီးလျှင်ကျမမေးသောစကားကို သခင်မသဘောကျသည်ဟုအတွင်းစိတ်၌နိုးစော်သံကြားရသဖြင့်တဖန်သခင်မ၏နာမည်ကိုကျမအားမိန့်တော်မူပါဟုတောင်းလျှောက်ပြန်၏ တဖန်သခင်မသည် ပြုံးလျက်နေပြန်၏သခင်မ၏မျက်စိ၌ချစ်ခြင်းမြတ်တာထင်ပေါ်၍ကျမတောင်းလျှောက်သောအရာကို သဘောကျကြောင်းသိစေခြင်းကကျမအားကရုဏာမြတ်တာတတ်ဝင်သောလက္ခဏာနှင့်ကောင်းညိတ်ပြီးမှတိတ်ဆိတ်စွာနေပြန်၏ကျမသည် နှင့်လိုဝဲသော ပြုံးခြင်းဖြင့်ပြုံး၍သခင်မကောင်းညိတ်သည်ကိုမြင်လေတောင်းသောအရာကိုဧကံမုတ်ချရမည်ဟုယုံကြည်လျက်လက်အုပ်ချ၍ တတရအကျဉ်းတောင်းလျှောက်ပြန်၏ကျမသည် ယခုတောင်းလျှောက်သောကျေးဇူးတော်ကိုရထိုက်သူမဟုတ်ပါတို့ဖြစ်တော်လဲသခင်မသည် အလွန်ကောင်းမြတ်တော်မူ၍မထိုက်တန်သည်ကိုပင် ပေးသနာတတ်သောကရုဏာရှိတော်မူသောကြောင့်သခင်မ၏နာမည်ကိုအိုအလွန်ကောင်းမြတ်တော်မူလာသော သခင်မကျွန်ုပ်အားမိန်တော်မူပါဟု တောင်းလျှောက်ပြန်၏ထိုအခါသခင်မသည်1830ပြည့်နှစ်က သီလရှင်လာဘူးတွေအားထင်ရှားပြစဉ်တကိုးတော်ဖျားခွန်း၌ထင်ပေါ်သောပုံအတိုင်းနင်းစီပင်ရှိသောနေရအထက်ကရက်တက်လျက်နေ၏ထို့သောတတိယအကြိမ်တောင်းလျှောက်သောအခါသခင်မသည် ကြီးစွာသောအိန္ဒြေကိုဆောင်လျက်မိမိကိုယ်၌နှိမ်ချခြင်းလက္ခဏာထင်ရှားစေပြီးလင်လက်နှစ်ဖက်ကိုရှက်၍ရှင်ငွေမော်မှာတင်မြောက်ပြီးမှကောင်းငင်ကိုရှုမျောလျက်လက်နှစ်ဖက်ကိုဘေးဘက်သို့ ဆန့်ချပြီးလင်ကျမဘက်သို့ခေါင်းငုံ၍တုံသောအသံနှင့်မွှတ်ဆိုသည်မှာငါသည် အပြစ်မဲ့တရေယူခြင်းဖြစ်၏ဤသို့မာရီယာမေရိုသည်1830ခုနှစ်သီလရှင်လာဘူရီအားထုတ်ပေါ်ဖွင့်ပြတော်မူသော အချက်ကိုထပ်မံထုတ်ပေါ်တော်မူသည်ဖြင့်ခိုင်ခံ့တည်မြဲစေတော်မူ၏မိမိကျေးဇူးတော်များကို လူတို့အားစွန့်ကြဲပေးကံတော်သူဖြစ်ကြောင်းကို ဖော်ပြလို၍လက်နှစ်ဖက်ကိုဆန့်လျက် ဖြန့်ပြပြီးမှတဖန်အထက်သို့တင်းမြောက်ပြီးလင်လက်ရှက်လျက်ရှ िख ိုးနေ၏။သခင်မသည် စိတ်နှလုံးကျင်းမဲ့ဆွဲလန်းရာတောင်းတရာဖြစ်သောအုတ်ကိုသုံးမှဖျားတဆူတည်နေတော်မူသော ကောင်းငင်မုံကိုမျောကြည့်တော်မူ၏။ထို့နောက်ဖျားသခင်ထံတော်မှခံစားရသောတူမရှိသောဂုဏ်တော်ကိုခွင်းထုတ်ပြောပြလို၍မိမိစင်ကြယ်သောလက်တို့ကိုဆန့်လိုက်၏။သူငယ်မဖက်သော ခေါင်းငုံရဲ့တုံသောအတန်နဲ့အတုမရှိမြင့်မြတ်သောအပြစ်မဲ့တရေယူခြင်းကုံကို ခံစားသောသူသည်ဆင်းရဲ၍အပြစ်မဲ့သော သူငယ်မအားမိမိနှလုံးကို ဖွင့်ထုတ်တော်မူ၏ငါသည်အပြစ်မဲ့တရေယူခြင်းဖြစ်၏ဟူသော စကားကို ကြားလင်ကြားခြင်းသူငယ်မသည်ပရိသတ်တို့အားပြန်ပြောလင်၎င်းစကားကိုအားလုံးတသင်နှင့်ဟစ်အော်ကြကုန်၏ဗန်နတတသည်ဆုတောင်းမြတ်တာပြုစဉ် ြီးစွာသောနှလုံးလှုပ်ရှားခြင်းနှင့်တစုံတစ်ခုကိုကပ်ရက်၍တောင်းခံနေပုံရ၏။သခင်မ၏နာမည်ကိုမေးလျှောက်နေသည်ဟု ပရိသတ်တို့ထင်ကြသဖြင့်သူမ၏ပြုမူကိုခါရိုင်းနှင့်များထက်ပိုမို၍ဂရုစိုက်နေကြ၏။ထိုသူငယ်မကထိုပွဲနာမကို ပြန်ပြောလိုက်သောအခါပရိသတ်တို့သည်ဒူးထောက်၍ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မေရော်ကိုကျေးဇူးတင်ကြကုန်၏။ထို့နောက်ပရိသတ်တို့သည်ဒူးထောက်ရာကထ၍ဂူလိုင်းတို့သွားကြပြီးလင် ်မာရိယသခင်မှာရက်တန့်သောကြောက်ကို၎င်းနင်းစီပင်ကို၎င်းနန်းပြီးမှဆန်းရည်ကိုတောက်ကြ၏ဂူလိုင်ပတ်ဝန်းကျင်၌စုယုံရရှိနေသော လူအပေါင်းတို့မူကားအပြစ်မဲ့တရေယူတော်မူသောသခင်မှာကျွန်ုပ်တို့ဖို့ငါဆုတောင်းတော်မူပါဟုဟစ်အော်ကြွေးကြော်ကြကုန်၏လမ်းတလျှောက်တွင်လည်းတယောက်နှင့်တယောက်တွေ့ကြသောအခါသူကအပြစ်မဲ့တရေယူခြင်းဖြစ်၏ဟုဆိုလျက်နှုတ်ဆက်ကြ၏ တက်ဂရစ်600ပြည့်နှစ်တွင်အသင်းတော်သည်မာရိယာသခင်မှာဖျားမဲ့တော်ဖြစ်ကြောင်းကိုကြေညာသောအခါအေဖေဆုမြို့သူမြို့သားတို့သည်လမ်း၌တွေ့ကြုံမိကြလင်တယောက်ကိုတယောက်ဖက်နှမ်းကြ၍သူကဖျားဤမဲ့တော်ဖြစ်၏ဟုကြွေးကြော်ကြ၏ထို့အတူလုဒ်မြို့၌လည်းဝမ်းမြောက်ဝမ်းသာခြင်းကြီးလာသောကြောင့်သူကအပြစ်မဲ့သရေယူခြင်းဖြစ်၏ဟုကြွေးကြော်ဟစ်အော်ကြကုန်၏ဘနဒတ်တာသည်သခင်မ၏နာမည်ကိုသိလျှင် ယူပါယုံကွဲပြောက်ပြီးနောက်သခင်မ၏နာမကို ဖုံးတော်ကြီးအားပြောကြရန်အစောတလင်သွားလေ၏အပြစ်မဲ့တရယူခြင်းဖြစ်၏ဟုသောစကားသည်ပြင်သစ်စကားဖြစ်၍သူငယ်မနားမလဲသုံးနေကြစကားလည်းမဟုတ်သောကြောင့်မမေ့ရအောင်လမ်းသွားစဉ်နှင့်ခြေလန်းနိုင်လန်းနိုင်ငါသည် အပြစ်မဲ့တရယူခြင်းဖြစ်၏ဟုတွတ်တွတ်ရွတ်ဆို၍သွားလေ၏ဖုံးတော်ကြီးထံရောက်လင်သခင်မထုတ်ဖော်သည့်အတိုင်း ဖုံးတော်ကြီးအားလျှောက်ထား၏ဖုံးတော်ကြီးသည်သူငယ်မှပြောသည်မအလုံးစုံကိုဆရာတော်ထံသို့ရေးသားတင်သွင်း၏နေ့စဉ်နေ့တိုင်းလည်းထင်ရှားခြင်းနှင့်သက်ဆိုင်သောအကြောင်းအရာဟုသည်မကိုဆရာတော်ထံတင်သွင်းလေရှိ၏ထိုနေ့မှစ၍ဆင်းရဲလာသောဘေနက်တတား၏မိဘတို့ထက်ဝမ်းသာစရာကောင်းသောသူမရှိယခုခါသူတို့သည် ယခင်က စိုးရ၏ကျိန်မောင်းချင်းချောက်ခံရခဲ့ခြင်းများ မြို့သူမြို့သားတို့ကဲ့ရဲ့ခြင်းများကိုတတိမရတော့ပေ။သူတို့ဤတမီကလေးမလိန်တက်ကြောင်းအတက်တည်တော်လေ။ယူပါယုံထင်ရှားခြင်းများမှန်သည်ဟုရဲရဲတင်းတင်းမပြောဝန်ခဲ့ချပေ။ယခုမှမူကားထင်ရှားခြင်းမှန်ကန်ကြောင်းကို၎င်းထင်ရှားသောသခင်မှဘယ်သူဖြစ်သည်ကို၎င်းသိချာစွာသိရပြီဖြစ်သောကြောင့်အလွန်ကြီးသောဝမ်းသာခြင်းနှင့်ဝမ်းသာချကုန်၏။ကျောင်းမှပြန်လာပြီးနောက်အက်စတာရဲ့အိမ်သို့သွားပြန်၏။ အက်စတရသည်ဘန်နက်တအားမိမိအိမ်သို့လာခြင်းကိုကောင်းငင်တမန်တော်တပါးလာခြင်းထက် ပို၍ဝမ်းသာပါသည်ဟုပြော၏။ဘာမှမမေးရပဲသူငယ်မကမေတော်ပြောလိုသောစကားကို စိတ်အားထက်သန်စွာနှင့်အက်စတရအားပြောပြ၏။သူမ၏စိတ်၌သခင်မကိုမြင်ခဲ့ရသော ပုံတံသည် မပြောက်မပြက်နိုင်အောင်ဆွဲကပ်သဖြင့်သခင်မ၏အနေထိုင်အမူအရာနှင့် ပြုံးချိုသောမျက်နှာသူမေးသောအခါ ပြုံး၍ခေါင်းငိမ့်မှုတို့ကိုအသေးချာပြောပြသဖြင့်နားထောင်သူတို့သည်သခင်မကို ကိုယ်တိုင်မြင်ရပြီးတကယ်သို့ စိတ်ဝင်စားကြ၏စကားပြော၍ပြီးဆုံးသောအချိန်တွင် သူမ၏နှလုံးသည် ကြီးစွာသောပျော့ပြောင်းကြည်နူးခြင်းဖြစ်၍ခဏရက်နေရသည်တဖန်ဆက်လက်၍ပြောသောအခါမျက်ရည်စီးရွ၍အတန်တုံလာပြီးလင်ကောင်းငင်မုံသားတို့၏မျက်နှာနှင့်ငါသည်အပြစ်မဲ့တရေယူခြင်းဖြစ်၏ဟုပြောလိုက်၏ ထိုချိန်တွင်ဆင်အမြဲအောင့်မေ့ပွေသောမာရီယာမိတ်ဆိုတော်မူသောစကားကို ပြောဆိုသောအခါမှာသူမ၏ထူးခြားလာသောအမူအရာကိုဘယ်ခါမှမေ့နိုင်ပွေရမရှိအပြစ်မဲ့တရေယူခြင်းဟူသောစကားကို သူငယ်မသည်ပီပီတတမဆိုတတ်သောကြောင့်ကျမ၏ညီမကပီတအောင်သင်ပေးရ၏သူငယ်မသည်အပြစ်မဲ့တရေယူခြင်းဟူသောစကား၏အနက်အဓိပ္ပာယ်ကိုမသိ ကျမ၏ညီမက ပြောမှသိနာလေ၏။ဧကံမုတ်ချမာရိယသခင်မသည်အပြစ်ရင်းနှင့်ကင်းလွတ်ကြောင်းသူငယ်မသိ၏။ထိုအပြစ်ရင်းနှင့်ကင်းလွတ်ခြင်းကိုမြည်သည့်နာမည်နှင့်ခေါ်ရမည်ကိုမသိပေ။မေရော်သည်ထိုစကားကို မိန်တော်မူမှသာဗန်နက်တတ်တာသည် ထိုစကားမှာအလွန်မြင့်မြတ်တန့်ရှင်စင်ကြယ်သောအရာကို ဆိုလိုသည့်အပြင်ဖျားမေရော်၏အတုမရှိသောဂုဏ်ကို ထောက်ဖော်ဖွင့်ပြတော်မူကြောင်းနားလည်၍ အထူးဝမ်းမြောက်ဝမ်းသာခြင်းဖြစ်တော်၏။သူမသည်သခင်မ၏နာမည်ကိုသိ၏။ထိုနာမည်၏အတိတ်ပဲကိုကနားမလဲ။သူနားမလဲသောစကားကိုယူပါယုံသခင်မကပေါ်ပြမှသာ ပြောတတ်၏။ဤချက်ကိုထောက်ကြည့်လင်ဗန်းနတ်တတသည် လိန်လေ၍မပြောတတ်။ယူသားဖြောင့်မတ်စွာ ပြောတတ်ကြောင်းလုံလောက်သောတည်တည်ခံဖြစ်၏။အသင်းတော်ဤစီမံတော်မူသော အကြောင်းချက်များတို့သည်ညီမြမှန်ကန်ညီညွတ်တီကို ်ဤကြောင်းချက်အပြင်စိတ်ချလက်ချမန်ကန်ကြောင်းယုံကြည်လေးစားကြစို့လွန်ခဲ့သော1854ခုဒီဇင်ဘာလ10ရက်နေ့တွင် သာသနာပိုင်းရမ်းမင်းကြီးပပသည် မေရော်မာရိယာ၏အပြစ်မဲ့တရေယူခြင်းကို အသိန်းတော်၌ယုံကြည်ရာအချက်ဖြစ်ကြောင်းဆုံးဖြတ်တော်မူ၏ရမ်းမင်းကြီးဆုံးဖြတ်ချက်မှန်ကန်ကြောင်းကို မေရော်သည် လူညို့၌ထင်ရှားပြ၍ဝန်ခံတော်မူ၏ဖျားမေရော်၏မိန့်ဆိုတော်မူခြင်းသည် အသင်းတော်တွင်တွင်ခွင့်အာနာကို ခိုင်ခန့်တည်မြဲစေတော်မူ၏လူညို၌ထင်ရှားသောယူပါယုံသခင်မသည်လည်းဖျားမဲတော်အမှန်ဖြစ်ကြောင်းသာ၍ထင်ရှား၏မေတော်မာရိယကငါသည် အပြစ်မဲ့တရေယူသောသူဖြစ်၏ဟုမဆိုငါသည်အပြစ်မဲ့တရေယူခြင်းဖြစ်၏ဟုမိတ်ဆိုတော်မူ၏ဤသို့မိတ်ဆိုတော်မူသဖြင့်သခင်မ၌အပြစ်မဲ့တရေယူတော်မူခြင်းဂုဏ်တော်ကအတုမရှိ မြင့်မြတ်တော်မူသောဂုဏ်တော်ဖြစ်သည်ကိုနားလည်ရ၏။သခင်မသည်တန်ရှင်သောသူ စင်ကြယ်သောသူ ဖြစ်သည်သာမကတန်ရှင်ခြင်းစင်ကြယ်ခြင်းဖြစ်တော်မူ၏။ဖျားဤမေတော်ဖြစ်သည်နှင့်ဖျားဤမေတော်ဖြစ်သည့်တိုင်အောင်မိမိသားတော်ဖျားဤအသက်တော်၌ပါဝင်သည်ဖြစ်၍မိမိသားတော်ဤဘုန်းတော်ဂုဏ်တော်၌လည်းမပါဝင်ဘဲမရှိနိုင်။အဟုတ်အမှန်ကျေးဇူးတော်ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူသည်ဟု ဆိုရပြီလိမ့်မည်ဆုတောင်းကြဆို All Lord သခင်မှာသခင်မသည်အပြစ်မဲ့တရေယူတော်မူကြောင်းထောက်ဖော်တော်မူသဖြင့်သာရကာလကဘုရားသခင်ရွေးကောက်တော်မူသောထူးခြားသောချစ်ခြင်းကိုခံရတော်မူသောအကျင့်ပါရမီအပေါင်းတို့နှင့်ပြည့်စုံသောသူဖြစ်တော်မူသည်ဟုကျွန်ုပ်တို့အားဖွင့်ပြတော်မူခဲ့၏။အိုလွန်တန့်ရှင်းစင်ကြဲသောကညာတော်မြတ်ကျွန်ုပ်တို့သည်သခင်မ၏ဂုဏ်တော်ကို အဘယ်ကဲ့သို့ထိုက်တန်စွာချင်းမွန်နိုင်ပါမည်နည်းအခင်မသည်ထိုအတုမရှိသောဂုဏ်တော်ကို ခံစားတော်မူသောကြောင့်ဝမ်းသာဝမ်းမြောက်ခြင်းရှိကြပါ၏ကျွန်ုပ်သည်သခင်မသွန်သင်တော်မူသော အချက်များကို နာခံလိုက်နာသိမ့်ပိုက်၍ကြိုးကျေစုခံစားရပါစေသောဤမြေပေါ်မှာမရင်မတွက်နိုင်အောင်ညားပြသောနှောက်ရခြင်းများမှကျွန်ုပ်တို့ကိုကွဲကွာဆောက်ရှောက်တော်မူ၍နောင်မွား၌ ဘုရားသခင်စံနေတော်မူရာရှိပြီးတော့မှယခုယုံကြည်ခြင်းနဲ့သိရသော သခင်မ၏ဂုဏ်တော်ကို၎င်းအခြားအံ့ဖွယ်ရာများကို၎င်းမျက်စိနှင့်ဖူးမြင်ထားရအောင်ဂျေစုပြုတော်မူပါအာမင်။အိုလုဒ်သခင်မကျွန်ုပ်တို့အဖို့ငါဆုတောင်းတော်မူပါ